ကင်မရာနဲ့မိရရိုက်ကူးမိခဲ့တဲ့ Christmas ဆက်ကောင်တွေရဲ့တက်တဲ့ရုပ်တံ Christmas ပွဲတော်တွေဆိုတော့ကဘာတော်မှာကျင်းပလေးရှိတဲ့ဘာသာရေးအားလိုက်ရဖြစ်ပြီးတော့မိသားစုတွေစုံစည်းခြင်းလက်ဆောင်ပလဲခြင်းအလှဆင်ခြင်းစတာတွေနဲ့လူတီများပါတယ်ဒီနေ့အချိန်မှာလေ Santa Claus Eve Rooftop တမင်နီစတဲ့ Christmas ဆက်ကောင်တွေကလည်းတက်ဝင်လာကြပါတယ်ဒီနေ့မှာတော့ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ Christmas ဆက်ကောင်၄၀ဦးကိုပြောပြပြီးသွားမှာဖြစ်ပါတယ်နံပါတ်၄၀ Rooftop တမင်နီ ရူဖလော့သမီးနီဟာခရစ်မတ်အကြိုညမှာဆန်တာကလော့စ်ရဲ့လေယာဉ်ကိုလမ်းပြပေးရသူဖြစ်နေလူသိများပါတယ်။နှာခေါင်းဒီနေနဲ့ပေါ်ယူတဲ့သမင်ထီးလေးဖြစ်နေပုံဖော်လေးရှိပါတယ်။ဒီဗီဒီယိုဖိုင်နဲ့ရူဖလော့ကိုတကယ်အပြစ်မှာရိုက်ကူးမိခဲ့တာဖြစ်နိုင်ပါတယ်။ Waterford ဒေသတစ်ဝိုက်နဲ့ Ireland နိုင်ငံ Dublin မြို့က Phoenix ဘန်ကျန်မာလေးတွေ့ရှိခဲ့ရပါတယ်။ ဒီနှကောင်းနေတဲ့တရဝါကြောင့်တည်င်းပေးဖို့ချက်တွေအများကြီးရောက်လာပြီးတဲ့နောက်မှာသူဟာရုတ်တရက်ပြောက်ွယ်သွားပြီးမြန်ပန်းချံထိန်သိရဲ့အရာရှိတွေကခြေရခံဆက်ကိုတက်ဆင်လာခဲ့ပါတယ်။ဒုစရနာကတော့တွေ့ရှိခဲ့တဲ့အချိန်ထဲမှာအရင်နေရာကနေမိုင်းဒါမှမဟုတ်ကီလိုမီတာရာပေါင်းများစွာဝေးတဲ့နေရာကိုအချိန်တိုတင်းမှာရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ဒီအချက်ကြောင့်မြန်ဒဏ္ဍာရီပုံမြင်နေမှာအမှန်တရားပေါ်ဝင်နေနေမှာတယ်။ဆိုရတဲ့တန်တရားကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီသမီးကဘလို့ခီးသွားနိုင်တာလဲပြန်တန်းနိုင်တာများဖြစ်နေမလားပရိသတ်တွေဘလို့ထင်ပါလဲနံပါတ်7 ifs christmas ပုံမြင်နေ့ထဲမှာ if တရား santa claus ရဲ့ လက်ချောင်များဖြင့်လည်းလူသိများတဲ့မော်ဆန်တဲ့တတ္တဝါတွေဖြစ်ပါတယ်သူတို့ကတော့တင်းငယ်ပြီးနေရွက်ကျွံကျွံရောင်စုံဝေစားနဲ့အုတ်တော့ကျွံကျွံလေးနဲ့ပုံဖော်လေးရှိပါတယ်ဗီဒီယိုထဲမှာတော့အားလုံးအိပ်ပျော်နေတဲ့ညာဘက်ခြေမှာ if တကောင်သူ့ဘာသာသူလှူရှားနေရမြင်ရပါတယ်ကလေးတွေက if ကိုထူးဆန်းစွာနဲ့ပြုမှုနေကြောင်းစိုးရင်လို့ပြောပြတဲ့အခါမှာဖခင်ပြည်သူကစုံစမ်းဖို့ကင်မရာကိုတက်ဆင်ခဲ့ပါတယ်ရလနေနေ if အသက်ဝင်လာယုံတာမကပဲခုံပေါက်နေရမျိုးပြန်တန်းနေတာမျိုးပါတွေ့ရပါတယ်။နံပါတ်၈နှင်းလို့ရီဘေးဖုဒါမမဟုတ်ရေဒီတွေရဲ့ဗီဒီယိုတွေထဲမှာတော့လူတယောက်ဝှစ်စုံဝင်ထားတာတွေ့ရပေမဲ့ ဒီဗီဒီယိုတင်မှာတော့နှင်းပုံကြီးရဲ့နောက်ခွက်ကနေနှင်းလူကြီးတကောင်ထွက်ပေါ်လာတာပြသနေပါတယ်။ယေဒီကိုစိုးရွားလာတဲ့နှင်းလူသားလိုလေခေါ်ကြပြီးတော့ဟိမဝန္တန်တောင်တန်းတွေမှာနေထိုင်နေလို့လေသတင်းပို့ထားတဲ့ဒဏ္ဍာရီလာတတ်တော်ဘာဖြစ်ပါတယ်။သူဟာနီပေါ်ဒီဗန်နဲ့ဘူတန်တို့ရဲ့ယဉ်ကျေးမှုတွေမှာလူကျက်များတဲ့ဆက်ကောင်မှာဒီဗီဒီယိုမှာတော့မှုေးဖဖြူနဲ့မြောက်ဝင်နေတူတဲ့ကြီးမားတဲ့တတ်တော်ဘာတကောင်မြင်တွေ့ရပါတယ်။ဒီနိမိတ်စာတွေကိုများသောအားဖြင့်တော့ကြီးမားတဲ့ခြေပေါ်ဝါးတွေနဲ့သွားချုံချုံနေနဲ့ပုံဖော်လေးရှိပါတယ်။တွေ့ခဲ့သူတွေရဲ့ပြောကြားချက်အရအရ6ဖွဲ့ခွဲမှာစေပေကြရှိတယ်လို့လဲဆိုကြပါ။နံပါတ်7 Grinch ဒီပုံမြင်ရတော့အိန္ဒိနာချင်းတို့ရဲ့ခရစ်စမတ်အလှဆင်ပစ္စည်းတွေကိုခိုးယူဖို့ကြိုးစားနေတော့ကင်မရာနဲ့အမိရရဲ့ကူမိခဲ့တဲ့ Grinch ကြောင့်ပဲဖြစ်ပါတယ် Grinch ဆိုတာကခရစ်စမတ်ကိုမုန်းတီးပြီးတော့ပျော်ပွဲရှင်ပွဲကိုဖြစ်စီဖို့ကြိုးစားသူဖြစ်နေလူတွေများတဲ့အစိမ်းရောင်စိတ်ကူးရင်စက်ကောင်ဖြစ်ပါတယ်ဒီမျိုးလေးမှာစိတ်တက်ခတ်တန်တဲ့တခုတူကအမျိုးသမီးတူရဲ့အိမ်ရှိကခရစ်စမတ်မီးလုံးတွေနဲ့လေတိုးရုပ်ကြီးတွေအပောင်းဝင်အလှဆင်ပစ္စည်းအားလုံးကိုခိုးယူခဲ့ပါတယ်လူကြွေးကင်မရာကြီးစုကြောင့်ပဲခိုးယူမှုတစ်ခုလုံးကိုဗီဒီယိုဖိုင်နဲ့ရိုက်ကူးမိခဲ့ပြီး Grinch လို့နာမည်ပြောင်းပေးထားတဲ့တခုဟာ channel ကိုဝင်လာကအလှဆင်ပစ္စည်းတွေကိုစုဆောင်ပြီးတော့ကားထဲမှာဖွက်ထားတာပြသထားပါတယ် မိသားစုကရဲကိုမတိုင်ကြားခဲ့တာကြောင့်ဗီဒီယိုဟာ green လောက်ခဲ့တဲ့အရာရဲ့တခုတည်းသောသက်သေဖြစ်ပါတယ်။နံပါတ်6 Christmas လို့ဘူးလေဒီဗီဒီယိုမှာတော့ sofa နောက်ွယ်ကနေပုံသဏ္ဍာန်တစ်ခုထွက်ပေါ်လာတာတွေ့ရပါတယ်။ဒါက Santa Claus ရဲ့ချစ်စပွဲ if တွေတဲကတကောင်ဖြစ်တယ်လို့လူများကယုံကြည်ကြပါတယ်။သူအဘွားကိုတတိထားမိလိုက်တာနဲ့ချက်ချင်းပြန်ဆုပ်သွားပါတယ်။တချို့လူတွေကတော့ဒီပုံတန်တာဟာခရစ်စမတ်လူပူလေးဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒီမော်စနဲ့တတဝါလီကလက်ဆောင်နေပြင်ဆင်ခြင်းနဲ့ပို့ဆောင်ပေးခြင်းမှာအဓိကခန့်ခန္ဓာကနေပါဝင်ပါတယ်။သူတို့ဟာ Santa Claus ရဲ့အလုပ်ယူမှာအယုတ်တွေနဲ့ လက်ဆောင်တွေကိုအသေးစိတ်ဖန်တီးပေးလေးရှိတဲ့လက်မှုပညာရှင်ဖြစ်ပါတယ်။စန်တိုင်း if တွေကိုပုံမှန်အားဖြင့်တော့ရက်ပူပြီးနရွက်ချွညိုပေါပေါပေါနီနီလေးတွေနဲ့တောက်ပတဲ့အစိမ်းရဝေစားတွေဝေစင်နေရှိပါတယ်။နံပါတ်5 Christmas ယုံစင်ပေါ်က if အယုတ်ပြီမှာကလေးတွေကိုအိတ်ခန်းထဲမှာကောင်းတဲ့အကြံဖြစ်နေပါတယ်။ဒီအယုတ်တွေကမျက်ဝင်ရည်စုံကိုတည်တင်းပို့ဖို့ယူရပေးမယ်။ဒီအယုတ်ကတော့ပတ်ဝန်းကျင်ကလူတွေကို၆လမ်းပို့ကိုပို့စိတ်ဝင်စားမှုရပါတယ်။ကလေးမလေးအိတ်ပျော်နေခြင်းမှာ if အယုတ်ဟာသူ့မဘေးကိုပြပင်းချင်းတွားသွားနေပါတယ်။သူဟာကလေးမလေးနုံမနုံစမ်းသက်နေတယ်လို့မျိုးလှုပ်ရှားပါတယ်။ဒီပေးပေးနဲ့ပိုးရဲရင်လာပြီးတော့ကြောက်စရာကောင်းတဲ့မျက်လုံးတွေကိုမြင်ရပါတယ်။ ကင်မရာပြန်ပေါ်လာတဲ့အခါမှာ Eva ကလေးမလေးဘေးနားကိုရောက်ရှိနေပြီးတော့ထိတ်လန့်စရာအကြည့်မျိုးနဲ့ဖြစ်နေပါတယ်။နံပါတ်၄ Santa Claus ရဲ့စီးတော်ရင်အမျိုးသားတို့ကမူလာကတောက်ပါတဲ့ကျဲတလုံးကိုရိုက်ဖို့ကြိုးစားခဲ့ပေမဲ့ပို့ပြီးတော့မော်ဆန်တဲ့အရာတခုဖြစ်နေခဲ့ပါတယ်။ကျဲကတော့ပို့တောက်ပါလာပြီးတော့ရွေလျားတဲ့အခါမှာကင်မရာနဲ့ဇွန်ဆွဲလိုက်တဲ့အခါမှာတော့မယုံနိုင်စရာကိစ္စတခုတွေ့ခဲ့ရပါတယ်။တချို့ကအောက်ကကဲဖြစ်နေတယ်လို့ယုံကြည်ကြပေမဲ့လေတချို့ကတော့ဒါ Santa Claus ကိုရိုင်းသူ့သမီးတွေနဲ့အတူစီးတော်ရင်ကိုမောင်းနေနေတာဖြစ်တယ်လို့လည်းပြောကြပါတယ်။ ဒီလိုဟာကင်မရာဇုံးကိုအမြန်ချိန်လိုက်ပြီးတော့ Santa Claus ကိုရိုက်ကူးလိုက်ပါတယ်ဇုံးကိုပို့တိုးလိုက်တဲ့အခါမှာအရာပွဲသူဟာထူးခြားတဲ့ပုံစံနဲ့ကိုယူသွားပြီးတော့တမင်အဖွဲ့ကဥဆောင်နေတဲ့ Santa ရဲ့စီးတော်ရင်ဖြစ်နိုင်ပါတယ်နံပါတ်7 Crampup အဝေးရောက်အေးတဲ့ပတ်ဝန်းကျင်မှာ New York City နဲ့ New York City နေတဲ့ရုတ်တရက်နောက်ကနေခြေတန်ကြားရရင်ဒီလိုဟာ Crampup လို့ခေါ်တဲ့ Christmas နဲ့ဆိုရဲကြောက်စရာကောင်းတဲ့အကြီးကသူ့စီကိုခုံအောင်လိုက်တဲ့အခါမှာထိတ်လန့်သွားစေခဲ့ပါတယ် Crampup ကိုစန်တဆူးလိုလည်းတည်ကြပြီးတော့ဥရောပလေပံရိုးရာပုံမြင်တွေတည်းက Christmas နဲ့ဆိုဖြစ်ပါတယ် ီတဝက်စိတ်တဝက်နဲ့ဆိုတဲ့တော်ဟာခရစ်ဘတ်ကာလာတွင်စိုးသွမ်းတဲ့ကလေးတွေကိုအပြစ်ပေးခြင်းကြောင့်လူသိများပါတယ်။သူဟာ Senate Collapse ရဲ့အမောင်မိတ်ဆွေဖြစ်ပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညမှာပေါ်လာလေးရှိပါတယ်။ Krampus ကိုများသောအားဖြင့်တော့အမဲရောက်အမွှေးတွေခွာကွေးတွေဥကြုံတွေနဲ့ပုံပေါ်ကြပါတယ်။သူဟာစိုးသွမ်းတဲ့ကလေးတွေကိုရိုက်နှက်ဖို့အတွက်တေကိုင်းစီဒါမမွန်ကြားဖို့ကိုကင်ဆောင်ထားထားပါတယ်။နံပါတ်7 Santa Claus ရဲ့တပ်တွေဒီလိုကြောင့်ကင်မရာဗီဒီယိုမှာလက်ဆောင်ပြနေတဲ့အိတ်တလုံးနဲ့တမီကိုကင်ဆောင်ထားတဲ့ Santa Claus တို့အိမ်တလုံးစီကိုချင်းကပ်လာတော့တွေ့ရပါတယ်။ပုံမှန်အားဖြင့်တော့မိဖို့တိုင်ကနေဝင်ပေးမဲ့ဒီဇင်နာကတော့ Christmas တနေ့မှာ ခရစ်စမတ်နေ့မှာတကူတူးလိုမျိုးခိုးချောင်ကိုဝယ်ဖို့မကြိုးစားနိုင်တဲ့ပို့တူနေပါတယ်။ကနေဒါမှာရိုက်ကူးထားတဲ့ဒီဒုတိယဗီဒီယိုမှာတော့စန်တာဟာမြေကိုခေါင်းထံကနေမဟုတ်ဘဲနဲ့ပတင်းဘောက်ကနေတက်ပြီးတော့ဝင်နေတာမြေတွေးခဲ့ရပါတယ်။သူဟာအိမ်ထဲဝင်သွားတဲ့အခါမှာအလားဆင်တာတွေတိပင်အောင်မှာလက်ဆောင်တွေကိုပေးပို့ဖို့ စိတ်ဝင်စားပုံရပါတယ်ဒီဗီဒီယိုကိုထုတ်ပြန်တဲ့မိသားစုရဲ့အဆိုအရ if တွေက file တွေကိုဖျက်လိုက်တယ်လို့လည်းဆိုပါတယ်နံပါတ်၁ Mori Light တင့်ရဲ့အိမ်တကာကိုခောက်နေတဲ့ဒီတတ္တဝါနဲ့မျက်နှာချင်းဆိုင်တွေ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲလူများစုကတတိလေသွားနေမှာဝေလာရိုးရာပုံမြင်တွေမှာအမြင့်တွေတည်တဲ့တိရွက်ဆန်းကျင်တဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်သူဟာလဆင်တာတွေမြေကောင်းခွန်ကိုဒုတ်ရှည်တစ်ခုပုံမှာတက်ဆင်တာတဲ့ပုံစံနဲ့တင်ပြလိုက်ရှိပါတယ် Morilite ဟာစောင်းရတီရဲ့ဝိညာဉ်နဲ့ຫນွေဥပြန်လဲမွေးဖွားခြင်းကိုကိုးစားပြုပါတယ်။ Morilite ရဲ့ရိုးရာဓာတ်လေးမှာ ဝစ်စုံနဲ့မြန်နေဖုန်းနဲ့ဝစ်စင်ထားတဲ့လူအစုတစုပါအလားစင်ထားတဲ့မြင်းကောင်းကိုကိုတိန်ဝင်တိန်ထွက်တေဆောင်သွားခြင်းပါဝင်ပြီးတော့အိမ်နေသူတွေကြောင့်မှညံဆန်းကစားခြင်းလည်းရှိပါတယ်။နံပါတ်၁၀ကောင်းကင်ရံမှာခရစ်စမတ်အလင်းတန်းဂျိုနသန်ရိုက်ကူးထားတဲ့ဒီဗီဒီယိုမှာညာကောင်းကင်မှာရင်းသက်ရှူမောစရာမြင်ကွင်းတစ်ခုပြသနေပါတယ်။မူလကအုတ်ကပြင်လို့ထင်ရတဲ့အလင်းကြားဟာမကြာခင်မှာပို့ပြီးတော့ထူးခြားတဲ့အကြတခုဖြစ်လာပါတယ်။ ယုတ်တရခရစ်စမတ်လက်ဆောင်တွေရွှင်လန်းတဲ့အယောင်တွေနဲ့စင်တူတဲ့တောက်ပတဲ့အရေးသေးတွေပေါ်လာပါတယ်။လူတွေကလီတူထဲမှာယူလျားနေတဲ့အဲ့ဒီအလင်းတန်းကိုစူဝေးကြည့်ရှုကြပါတယ်။ဒီနေ့လိုပဲမြင်ကွင်းကြောင့်မဲ့တာဟာဆန်တာကလော့စ်ကိုယ်တိုင်ကမ္ဘာတော်ဝန်ကကလေးတွေကိုလက်ဆောင်တွေပို့ဆောင်နေတာဖြစ်နိုင်တယ်လို့လည်းအများပြားကထင်ကြပေးကြပါတယ်။တချို့ကတော့ကမ္ဘာလီတူတွေဝင်ရောက်လာတဲ့အုတ်ခါကဲလိုမျိုးသဘာဝဖြစ်စဉ်တခုလိုလည်းယူဆကြပါတယ်။ဒါပေမဲ့တချို့ကတော့ဒါဟာခရစ်စမတ်အကြိမ်ညမှာဆန်တာကလော့စ်ခရီးသွားတဲ့မော်ဆန်နဲ့ခရီးစဉ်ကိုရှာရှာပါပါမြင်တွေ့ရခြင်းဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။အလင်းတန်းအနေထွက်ပေါ်လာတဲ့အယောင်တွေကို စီးတော်ရင်ပေါ်ကနေလက်ဆောင်တွေပြဲချနေတဲ့တက်တွေဖြစ်နေရှုမြင်ကြပြီးမြင်ကွင်းကိုပို့ပြီးနှိမ့်သက်စရာဖြစ်စေပါတယ်။ဇန်နာကလော့စာတကယ်ပဲဒီအရှင်နဲ့ခီးသွားနေတယ်ဆိုရင်ခရစ်စမတ်မှာဘလို့မြဲမြဲဆန်းဆန်းသွားလာနေတယ်ဆိုတာရှင်းပြနိုင်ပါတယ်။နံပါတ်5ပြန်တန်းနေတော့ if Eva မကြသေးခင်နေ့တွေမှာခရစ်စမတ်ကာလမှာနိုင်ငံများပြားမှာပေါ်ထွက်လာပြီးတော့လူကြိုက်များတဲ့စက်ကောင်ဖြစ်လာပါတယ်။ဒီသဘောတရားကကလေးတွေရဲ့အပြုတ်မှုကိုစောင့်ကြည့်ပြီးညတိုင်းဆန်တာကလော့စီကိုပြန်လဲတည်င်းပို့ပြီးတဲ့ King of If အကြောင်းဖြစ်ပါတယ်။ အီဖာမျက်ဝင်အဆုံးကိုပြန်သွားပြီးတော့မနက်တိုင်းအိမ်ထဲမှာနေရာသေးတစ်ခုကိုရှာဖွေတာကြောင့်ကလေးတွေအတွက်စိတ်လုံရှားစရာဖြစ်စေပါတယ်။ If ရွှေလျားပုံရတဲ့ဗီဒီယိုများစွာ online ပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်။ဒီဗီဒီယိုမှာအမျိုးသားတို့က If ရဲ့ထူးဆန်းတဲ့အပြုမှုကြောင့်ဆွေးနွေးနေတုန်းမှာပဲရုတ်တရက်အယုတ်ဟာအခန်းထဲမှာပြန်တန်းစားပြုလာတာကိုပြသထားပါတယ်။ နံပါတ်၈ဆွစ်ဇာလန် App Store တန်းရှိရာစင်တာဆွစ်ဇာလန် App Store တန်းတွေရောရင်းသားရှင်မောစရာလာတရားတွေနဲ့ကမ္ဘာတစ်ဝန်းကစုံစားသူတွေကိုဆွဲဆောင်တဲ့နေချောစီကုန်မြင့်တွေကြောင့်လူသိများပါတယ်။ဒီနင်းတူတက်တဲ့ရှုကင်းတွေကြောင့်အတွေ့အကြုံရင်နေချောစီသမားတွေကိုပါအံ့အားသင့်စေတဲ့ထူးခြားတဲ့ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မက္ဆီကိုက Scott ဆိုသူအာကသာဝါသနာရှင်တဦးဟာနေချောစီချင်းကိုစိတ်ဝင်စားသူဖြစ်ပြီးတော့ရင်းသားရှင်မောပဲရှုကင်းတွေကိုရိုက်ကွေးနဲ့ 6S မှာ ခရစ်မတ်ကိုကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကေဘယ်ကားကလည်းဦးမေလကောင်းပုံစံအဆောင်တစ်ခုတည်းကိုတက်သွားတဲ့အခါမှာသူ့ဗီဒီယိုထဲမှာထူးခြားတဲ့ယာတစ်ခုပေါ်လာခဲ့ပါတယ်။တက်ပြပေးပါမယ်။ကေဘယ်ကားဦးမေနဲ့ကိုဝင်ရောက်သွားတဲ့အချိန်မှာကင်မရာကဆန်တာကလော့ကိုတိုင်းပါဝင်နေတယ်။တမင်အုပ်စုတစုပြန်တန်းသွားနေပုံကိုမှတ်တမ်းတင်ခဲ့ပါတယ်။စူဇလန်မှာရာစုနှစ်များစွာတက်တန်းရှိပုံမြင်တွေနဲ့ရိုးရာဒလေးတွေရောနှောနေတဲ့ကြွယ်ဝတဲ့ခရစ်မတ်ရိုးရာပုံမြင်သမိုင်းကြောင်းရှိပါတယ်။အဲ့ဒီသမုဒ္ဒရာတွေထဲကတခုကတော့ဆန်တာကလော့ရဲ့ Swift version ဖြစ်တဲ့ ရှမ်းမက်ဇလီရဲ့တက်စာရှိတဲ့ဖော်ဖြစ်တယ်။ဇမီဂျီလော့စာဒီဇင်ဘာလ6ရက်နေ့မှာကလေးတွေကိုလာရောက်လည်ပတ်တယ်လို့ယုံကြည်ကြပါတယ်။ကလေးတွေဟာသူ့ကိုမျှော်လင့်ပြီးတော့ဖက်နှက်တွေကိုတကားပြင်မှာထားကြကကောင်းမွန်ခဲ့ရင်နော်။တကြားလုံးနဲ့လက်ဆောင်တွေချီးမြှင့်ခြင်းခံရပါတယ်။နံပါတ်9ရုရှားနိုင်ငံဘော်ကစင်တာရှီအောင်တန်နာယူတွေကနေချစ်ခင်ရတဲ့ရိုးရတလေးတွေဒီရုရှားခရစ်မတ်ရာသီဟာကြွေးဝါးတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပြည့်နေနေပါတယ်။နောက်တူကသူ့ကားမောင်းနေတုန်းမှာပဲဆန်တာကလော့စ်ကိုသူ့ရဲ့နာမည်ကြီးစီးတော်ရင်နဲ့ပြန်တန်းသွားတာကိုရိုက်ကူးမိခဲ့ပါတယ်။ဒါပေမဲ့ရုရှားမှာခရစ်မတ်ကနည်းနည်းကွဲပြားပါတယ်။ ရုရှားခရစ်စမတ်ရိုးရာပုံမီနေတဲ့မှာအချိအဆုံးပုံတံတွေတဲကတအိုးကတော့ဆန်တာကလော့စ်နဲ့ဆင်တူတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့တဘောကောင်းတဲ့အဖွားဟုဘဘူရှ်ကာပဲဖြစ်ပါတယ်။ဒနာယဘဘူရှ်ကာဟာဖိယားသခင်ရဲ့ပညာရှိသုံးပါးနဲ့မွေးကင်းစယေရှုစီအသွားလမ်းမှာကြုံတွေ့ခဲ့ရပြီမယ်။အသွားလမ်းမှာကြုံတွေ့ခဲ့ရပြီမယ်။သူတို့ခရီးစဉ်မှာပါဝင်မှုညှင်းဆိုခဲ့ပါတယ်။သူမရဲ့ဆုံးဖြတ်ချက်ကိုနောက်နောက်ရပြီးတဲ့နောက်မှာလက်ဆောင်ပေးဖို့မွေးကင်းစကလေးငယ်ကိုရှာဖွေဖို့သူ့ရဲ့ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီနေ့ဒီရုရှားကလေးတွေဟာ ခရစ်စမတ်ကာလအတွင်းမှာတော့လက်ဆောင်ရပုံမျောနေပြီးတော့ဘဘူရှ်ကာဘဘူရှ်ကာရဲ့ရောက်ရှိလာမှုကိုစောင့်မျှော်နေကြပါတယ်။ဒါကြောင့်ဒီမှာဆန်နာကလော့စ်ကိုကားကင်မရာနဲ့ရိုက်ကူးမိတာကနည်းနည်းထူးကြပါတယ်။ဒါပေမဲ့သူဟာတခြားနိုင်ငံကိုသွားဖို့ရုရှားဘော်ကနေပြန်တန်းနေတာဖြစ်နေပါတယ်။နံပါတ်6စောင့်ကြည့်နေတော့ if you တက်ဆက်ပြည်နယ်ဘီမျိုးကငင်းကြတဲ့မျိုးလေးတစ်ခုမှဒေသခံတွေနဲ့ဧည့်သည်တွေကိုပါအာရုံစိုက်မိစေတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။စိုးစံတစ်ခုထဲမှာတင်းရဲ့လှုပ်ရှားမှုတိုင်းကိုခြေရခံနိုင်တဲ့စိတ်နှောက်ရှက်ဖြစ်ပွဲဆွမ်းရင်ရှိတဲ့ if you တယောက်ရှိပါတယ်။ ဒီရုပ်ရဲ့ထိလန့်စရာကောင်းတဲ့အကြီးကသူ့ရဲ့မူလစိမင်းနဲ့ရွေချက်ကိုမေးခွန်းထုတ်စရာဖြစ်စေခဲ့အမျိုးသားတို့ဟာပိုင်းဆိုင်ခတ်အမျိုးသားတို့ဟာပိုင်းဆိုင်ခံထားရပုံရတဲ့ဒီရုပ်ဟာရွှေလျားလာပြီးတော့သူ့ကိုအဆက်မပြတ်စောင့်ကြည့်နေတာကိုသတိထားမိခဲ့ပါတယ်ဒီချိန်ကိုရိုက်ကူးဖို့သူ့မှာကင်မရာရှိခဲ့တာကံကောင်းပါတယ်မဟုတ်ရင်တော့ဘယ်သူမှယုံမှာမဟုတ်ပါဘူးသူမယုံနိုင်လောက်အောင်ပဲစတိုးဆန်တဲ့လျှောက်သူ့ရဲ့လှူရှာမှုတန်းကို if ရဲ့မျက်လုံးတွေကလိုက်ကြည့်နေတာသတိထားမိခဲ့ပါတယ်။ပိုင်ဆိုင်ကန်ထားတဲ့ if မှာကြောက်စရာကောင်းတဲ့ပုံမှန်တန်တယ်လေးရှိပါတယ်။ကံမကောင်းစွာနဲ့ဘီဒီအနေနဲ့အစိမ်းဝစ်စုံဝစ်ထားတဲ့အယုတ်ကြောင့်အချက်လက်သိမ့်မရှိပါဘူး။ သူ့ရဲ့သေးငယ်တဲ့ပရိလုံးမျက်လုံးတွေကတဘာဝလွန်စွာတက်ခုနဲ့ပြည့်နေပုံရပြီးလူများစုကိုကြောက်လန့်စေမယ်ထိတ်လန့်စရာအလင်းရောင်တခုထုတ်လုပ်နေပါတယ်။မတ်ချက်ပေးသူတချို့ကတော့ဒီအယုတ်ရဲ့မကောင်းဆိုးဝါးဆွမ်းရစတိုးဆိုင်တွေကလေတုကိုပါလွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။နောက်ဆက်တွဲဘာတွေဖြစ်မတည်လဲ။အဲ့ဒီလူဒီအယုတ်ကိုအယူသွားတယ်လို့ထင်ပါလား။နံပါတ်က Norad နဲ့ Santa Claus ကိုခြေရခန့်ခြင်း Not American Aerospace Defense Command နောက်ရထားအမေရိကန်နဲ့ကနေဒါတို့ကြားကပူးပေါင်းဖွဲ့စည်းတာတွေဈေးပက်ဆိုင်ရာဖွဲ့စည်းတခုဖြစ်ပြီးလေပိုင်နက်ကိုစောင့်ကြည့်ဖို့တာဝန်ရှိပါတယ်။သူတို့ရဲ့အဓိကတာဝန်ကလေပိုင်နက်ကာကွယ်ရေးဖြစ်ပေမဲ့ခရစ်မတ်အကြိုညမှာဆန်တာကလော့စ်ရဲ့ကဘာတော်ဝန်ခီးစဉ်ကိုခြေရခန်းနဲ့နှစ်စဉ်ရိုးရတလေကြောင်းလည်းလူသိများပါတယ်။ ဒီဘွေစည်းရဲ့ဆန္ဒကိုခြေရခန့်နဲ့ရွရတက်လျောက်1955ခုနှစ်မှာစတင်ခဲ့ပါဒေသခံသတင်းစာတစ်ခုမှာပုံနှိပ်မှားခဲ့တဲ့ကြော်ညာတစ်ခုကကလေးတွေကိုဆန္ဒနဲ့စကားပြောဖို့ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနံပါတ်ဟာတကယ်တမ်းမှာလေပိုင်းနဲ့ကိုစောင့်ကြည့်တဲ့အဖွဲ့စည်းရဲ့နံပါတ်ဖြစ်နေခဲ့ပါတယ်အဲ့ဒီညမှာတာဝန်ကျတဲ့စစ်မှုတန်းတွေရောကလေးတွေကိုလှည့်မှတ်ပြန်ပြီးဆန္ဒကလော့စ်ဘယ်နီးယားရောက်နေပြီဆိုတဲ့သတင်းချက်လက်တွေကိုပါပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် လော်ရန်ဟာဆန်နာကလော့စ်ကိုကြည့်ရခမို့ရေဒါများဂျူးတုများနဲ့တိုက်လေများပါဝင်အစိမ့်မီနီးပညာမျိုးစုံကိုအသုံးပြုပါတယ်။သူတို့ရဲ့စင်တာရဲ့ဒီနီယာချက်လက်တွေစုဆောင်မှုမြောက်ဝေရုံစုံကနရက်ဇန်ဒထရက်ကလိုမျိုးတခြားဘွယ်စည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပါတယ်။ဒါပြင်သူတို့ဟာလူမှုမီဒီယာတွေပေါ်မှာအခြေအနေတွေပြင်ကြီးအချက်လက်တွေပေးပြီးတော့လူတွေကိုစန်တာရဲ့ခီးစဉ်ကိုအပြန်လည်လေးကြည့်ဝင်ပေးထားပါတယ်။ဘလောက်တောင်မိုက်ပါသားလဲ။နံပါတ်၄ Walmart အပေါ်က rooftop အမျိုးသားဒုအမေရိကန်တက်ဆက်ပြည်နယ်ဒေသခံ World Bank ရဲ့ကပကေကနေတင်ပို့နေတော့မော်ဆန်နဲ့ယာတကူရုတ်တရက်ဖြစ်သွားပါတယ်။အဲ့ဒီချိန်မှာမူကျုံမုံနိုင်ကြားရောက်နေပြီးတဲ့နောက်တကူကူပြန်တန်းသွားတာကိုကင်မရာနဲ့မတော်တဆရိုက်ကူးမိခဲ့ပါတယ်။သူရိုက်ကူးနေတဲ့ချိန်နဲ့ကိုက်ညီလွန်လာပါတယ်။နှာခေါင်းညီနီနဲ့ Rudolph တမင်နီဟာအဲ့ဒီနေရာကိုဖျက်တမ်းသွားမှုရပါတယ်။ Rudolph ဟာသူ့ရဲ့နာမည်ကျော်နှာခေါင်းညီနီနဲ့ကလေးရောလူကြီးပါချစ်ခင်ရတဲ့ဇက်ကောင်ဖြစ်ပါတယ်။ဒီပြည့်ကပုံမအောင်ဆရာကောင်းတာကသူဟာတရက်ထုတ်လွှင့်နေခဲ့ခြင်းဖြစ်ပါတယ်။မုံနိုင်ပြည့်ရဲ့နောက်မှာ ်ဆန်တာကလော့စ်ရဲ့သူ့သမီးနေပြန်တန်းသွားတာကိုတွေ့ရတဲ့အဝင်ဟာထူးခြားတဲ့ဖြစ်ရဖြစ်တာကြောင့်ဒီလူဟာသူ့မျက်လုံးကိုတော့မယုံနိုင်ခဲ့ပါဘူး။နံပါတ်3ဂျင်းပါမော်လူသားဂျင်းပါမော်လူသားကိုဂျင်းကီလို့လည်းခေါ်ကြပြီးတင်းခဲ့တဲ့ခရစ်စမတ်ကူကီဖြစ်ကရှရက်ဇက်ကာရီတဲကအကောင်းဆုံးဆက်ကောင်နေတဲ့ကတူဦးဖြစ်ပါတယ်။သူကဂျင်းပါမော်နေပြုတ်လောက်ထားပြီးတော့ရေကဲမွန်းနဲ့တရားလုံးနေနဲ့အလားဆင်ထားပါတယ်။ဒီဗီဒီယိုယုံကြည်ရမယ်ဆိုရင်တော့တစုံတူဦးကသူ့ကိုကင်မရာနဲ့ဖမ်းယူနိုင်ခဲ့ပါတယ်။ကူကီတွေကိုဖုတ်ပြီးအလားဆင်ကြီးအောင်မိသားစုတွေစုဝေးရတယ်။ချစ်စရာကောင်းတဲ့လှုပ်ဆောင်မှုဖြစ်ပေမဲ့ဒီဗီဒီယိုထဲမှာတော့ဂျင်းပါမော်လူသားဟာအသက်ဝင်လာရုံသာမကောင်း ပုံတရံမျိုးမျိုးရှိတဲ့ကုတ်ကီးတက်ဖွဲ့တစ်ခုလုံးကိုပါတက်ဝင်လာတာတွေ့ရပါတယ်။ဂျင်းမမော်လူသားရဲ့မူလားစစ်မျိုးကို19ရာစုနှစ်ကထုတ်ပေးခဲ့တဲ့ Ginger Bread Boy ဆိုတဲ့စာအုပ်ကနေခြေရခန့်နေပါတယ်။မယုံရင်နေပါ။မူရင်းပုံမြင်မှလည်းဒီဇက်ကောင်ကအသက်ဝင်လာပြီးသူ့ကိုဖမ်းဖို့နဲ့စားဖို့စူးစမ်းတဲ့တိရစ္ဆာန်တွေလူသားတွေပါပဲ။ဇက်ကောင်မျိုးမျိုးစီကနေထွက်ပြေးခဲ့ပါတယ်။နံပါတ်2ဩစတြေးလျကောင်းကင်ရန်ကစင်တာဒီမှာမြရတဲ့တပ်ပုံကကလီထားရဲ့အိမ်မက်ပါပဲပတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာဆန်တာကလော့စာကလီအားလုံးအတွက်လက်ဆောင်တွေပို့ဆောင်ဖို့လက်မောက်ရောက်နေတာကိုတွေ့ရှိလိုက်ရကြမ်းပါပဲဒီတပ်ပုံကိုဩစတြေးလျနိုင်ငံ အစ်စလင်တန်လို့ခေါ်တဲ့စင်ကြေပုံးရက်ကွက်နာမှာရိုက်ကူးထားတယ်လို့ဆိုပါတယ်။ဩစတြေးလျမှာလည်းခရစ်မတ်စ်လိုမျိုးခရစ်မတ်ပုံမြင်နေရှိသလားလို့သင်သိချင်သိပါလိမ့်မယ်။ဩစတြေးလျရဲ့ခရစ်မတ်ရည်ကြီးမှုဟာတောင်ပိုင်းခြမ်းမှာတည်ရှိတာကြောင့်ခရစ်မတ်ကိုနေရာဒီမှာကျင်းပတဲ့ထူးခြားတဲ့ပထဝီဝင်အနေထားကြောင့်ပဲတက်ရောက်မှုရှိပါတယ်။ ။ဒါပေမဲ့ဩစတြေးလျမှာသူ့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ Christmas ရိုးရာဓာတ်လေးတွေနဲ့ပွဲတော်တွေရှိပါတယ်။နံပါတ်၄ရောက်စရာကောင်းသော Grinch Grinchar Dr. Seuss ပန်တီးခဲ့တဲ့စေကူးရင်ဆက်ကောင်ဖြစ်ပြီး1959ခုနှစ်ထုတ်ကလေးစာအုပ် How the Grinch Stole Christmas မှာပထမဆုံးပါဝင်ခဲ့ပါတယ်။သူက Christmas ကိုမုန်းတီးတဲ့အစိမ်းရောင်စိတ်တူတဲ့တတ္တဝါဖြစ်ပြီး Whole Family မျိုးသူမျိုးသားတွေရဲ့ Christmas ကိုဖျက်ဆီးဖို့ကြံစည်ခဲ့ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာမြင်ရတဲ့ဆက်ကောင်ကကျွန်တော်တို့သိတဲ့ Grinch တိုင်းမဟုတ်ပဲတစုံတစ်ယောက်ကတမင်တွေကလူတွေကိုချောက်လန့်ဖို့ကြိုးစားနေပုံရပါတယ်။ကံမကောင်းစွာနဲ့ဒီဗီဒီယိုရဲ့နောက်ခံအကြောင်းအရာကရှင်းရှင်းလင်းလင်းမရှိပါဘူး။ ကျွန်တော်သိထားတာကတော့ပစင်ကိုကန်ဆောင်ထားတဲ့ပို့ပြီးတော့စိုးသွားတဲ့ grinch နဲ့ပုံစံတူတဲ့ဒဇုံတူကိုကင်မရာနဲ့မြင်ရခြင်းဖြစ်ပါတယ်။အဆုံးနေကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။